င်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအခုတစ်ပတ်လူငယ်တန်အစီအစဉ်မှာတော့ UK ကနေခွဲစိတ်အထူးကူဆရာဝန်အဖြစ်အသိမှတ်ပြုခံထားရသူစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏကြုံတွေ့ခံစားနေရတဲ့ကရင်နီဒေသမြေပြင်မှာလူနာတွေကိုခွဲစိတ်စေကူတာပေးနေသူဒေါက်တာမျိုးခန့်ကိုကိုနဲ့ဆက်သွယ်မိမြင်သွားမှာဖြစ်ပါတယ်ဒေါက်တာမျိုးခန့်ကိုကိုဟာကရင်နီဆရာဝန်များအစီအယုံနဲ့ကရင်နီစစ်တပ်ကတူတွေမှာဥက္ကဋ္ဌ ကင်နီလူကာတော်လှန်ရေးဆေးရုံရဲ့တာဝန်ခံခွဲစိတ်အထူးကုဆရာဝင် clinical director စတဲ့တာဝန်တွေကိုထမ်းဆောင်နေရလဲဖြစ်ပါတယ်။မင်္ဂလာပါဒေါက်တာအခုလိုမျိုး DVB ရဲ့လူငယ်တန်အစီအစဉ် interview အတွက်အချိန်ပေးပြီးတော့လက်ခံဖြေဆိုပေးတာကျေးဇူးတင်ပါတယ်ရှင့်။မင်္ဂလာပါ ုတ်ကဲ့ပါဟိုဒီအာနာသိမ့်မှုမတိုင်ခင်ကပေါ့နော်ဗမာအာဒေါက်တာအနေနဲ့ဗမာတာဝန်ထမ်းဆောင်နေခဲ့တာလေပြီးတော့ဒီ CDM လှုပ်ရှားမှုမှာဘလို့စတင်ပြီးတော့ပါဝင်ဖြစ်ခဲ့ပြီးတော့ဒီကရင်နီဒေတာကိုရောက်ရှိလာတာလည်းရှင်းအချင်းချုပ်ပြီးတော့ပြောပြပေးပါဦးကျွန်တော်အာနာမတင်းခင်ငါးလအလိုမှာလိုင်းကော်ပြီးသူစေယုံကြီးပေါ့ဒီဒီအဲအရင်တော့ကရကရပြည်နယ်လို့ခေါ်တာပေါ့နော်အဲ့တော့အခုကတော့ကျွန်တော်ကရင်ပြည်နယ်လို့အာအများစုကခေါ်ကြတယ်ပေါ့နော်အဲ့ဒီကိုဟိုတာဝန် ဲချချင်းခံရတာဗောနော်တာဝန်ချရတယ်အဲ့တော့အာနာမသိခင်ငါလအလိုမာတယ်ဟိုကကျွန်တော် line ကိုရောက်နေတာအဲ့တော့အဲ့တော့ခုနလိုအာနာတိန်လိုက်တဲ့အခါမှာတော့ကျွန်တော်ဒီနေရက်ကိုမပြန်ဖြစ်တော့ဘဲနဲ့အဲအဲ့ဒီမှာအာ CDN လုတ်တယ်ပြီးသွားတဲ့အခါကျတော့အားလုံးနဲ့အတူကျွန်တော်ဒီတပိတ်လှူရှာမှုတွေမှာပါဝင်နေနာလ3လလောက်ကြာတဲ့အခါမှာဒီစကားစကားစက်ကောင်စီကနေပြီးတော့မှအကျန်းဖြတ်အကျန်း ေါ့နော်အာဖျက်ဖြိုခွဲမှုတွေလုပ်တဲ့အခါမှာအာကျွန်တော်တို့တွေဒီဒဏ်ရာရတဲ့သူတွေကိုဟော CDN တွေပေါင်းပြီးတော့ကျမ်းမာရေးဆောင်ရှောက်မှုတွေလုပ်ပြရတော့မယ်ဆိုပြီးတော့အဲ့ဒီ line call မှာပဲကျွန်တော်တို့တွေ CDN တွေ CDN ဆရာဝန်တွေသူနာပြုတွေအာဂျန်နဲ့ကျမ်းမာရေးပေါ့နော်လို့ပေါ်ကင်ဘက်တီအလုံးပေါင်းပြီးတော့မှအာဒီဈေးရုံတစ်ခုကိုကျွန်တော်တို့အာဒီထောင်ခဲ့ကြပြီးတော့မှအဲ့ဒီဈေးရုံကနေကျွန်တော်တို့ကျမရေးဆောက်ရှောက်မှုတွေလုပ်ရင်းနဲ့အဲတော်လှန်ရေးစတင်ခဲ့ကြတာပေါ့ တစ်နှစ်နီးပါးလောက်ကြာတဲ့အခါမှာဒီကျွန်တော်တို့လုပ်နေတဲ့စေယုံကိုအာဒီစစ်ကောင်စီကဝင်စီးတယ်အဲ့အတွက်ကျွန်တော်တို့တွေထွက်ပြေးလာပြရတယ်ပေါ့နော်ထွက်ပြေးလာရင်းနဲ့အဲကိုလာလောက်မြို့ပေါ်မှာလုပ်ပြီးတဲ့အခါမှာတော့လိုင်းကောမြို့ပေါ်မှာလုပ်ပြီးတဲ့အခါမှာတော့ဒီဒီ2020ဟာပေါ့နော်နှစ်အာဒီအဲတလပိုင်းအတရက်နေမှာကျွန်တော်တော်ရဲကို ရောက်လာတယ်ပေါ့နော်အဲ့ဒီအားနေအခုထိကိုအာကျွန်တော်တို့ဒီဒီဆေးရုံတွေတစ်ခုပြီးတစ်ခုပေါ့နော်ဘုံကျဲခံရတာလဲရှိရကြောင်းမလို့အခုဆိုဒါကျွန်တော်တို့ရဲ့ဒုတိယဆေးရုံပေါ့နော်အဲအဲလိုမျိုးကနေခွဲစိတ်ကူတာမှုတွေနဲ့ကျမရေဆောက်ရှောက်မှုတွေကျွန်တော်တို့အခုထိတောက်လျှောက်လုပ်နေကြကြတယ်ဟုတ်ကဲ့ပါဆရာဒီလိုမျိုးဒီကရင်နီလိုမျိုးတော်လှန်ရေးဒေသတွေမှာအာလေချောင်းရံစင်ခေါ်ချက်တွေကြာကနေပြီးတော့ဒီဆေးရုံစေကံလေပတ်ရတဲ့အခြေအနေပြီးတော့ဒီလိုအခက်ခဲတွေကြာကနေပြီးတော့ဘယ်လိုမျိုးလှုပ်ရှားဆောင်ရွက်ရပါသလဲရှင် ော်ဒီဟာကတော့အားလုံးလည်းသိကြတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းနဲ့မြန်မာရှိတဲ့ဒီစေယုံစေကန်းတွေရောကျောင်းတွေရောပေါ့နော်ဒီအများပြည်သူအတွက်အာဒီဘယ်လိုပြောရမလဲအာကျွန်တော်တို့ရဲ့လက်နက်မကင်ကျွန်တော်တို့ကျမကြီးဝန်ထမ်းတွေဆိုလို့ရှိရင်စီထိုးအပ်ပဲကင်တယ်၊နက်ချက်တွေကင်တယ် အဲကျွန်မရေဆောက်ရှောက်မှုတွေအဲလုတ်ပေးကြတယ်ပေါ့နော်ကျွန်မရေဆောက်ရှောက်မှုဆိုတာအဆုံပဲပေါ့လေနော်အာဆေးရုံမှာဒီလူနာတွေကုပေးတယ်လို့ကျွန်တော်တို့ဒီရက်ရွာတွေမှာလည်းပဲဒီကျွန်တော်တို့ mobile clinic တွေထွက်ပြီးတော့လုတ်ပေးကြတယ်ပေါ့နော်အဲ့တော့အာကျွန်တော်တို့ဒီဆေးရုံမှာအာကုသမှုပေးတဲ့အခါမှာလည်းပဲကျွန်တော်တို့ပြည်သူတွေရောသွားတဲ့အခါကျတော့ဒီစစ်ပွဲအကြောင်းမလို့ထိခိုက်ဒဏ်ရာရတဲ့အတော်လိုင်းရဲဘော်တွေရောပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကလူနာဆိုရင်ခွဲခြားလို့မရအောင် ဒီစစ်ကောင်စီဘက်ကနေပြီးတော့မှစစ်တုပ်ပန်းတွေလုပ်နေတယ်သူတို့တွေမှာဒဏ်ရာရတဲ့သူတွေပါလာတယ်အဲ့ဒဏ်ရာတွေကိုရင်ဘတ်ထီအားတို့နော်ရင်ဘတ်ပေါက်ထွက်တာတို့ဒါတွေကိုမကုပင်းတင်မဲ့သူတွေအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဖွင့်လင်းပြောရင်တော့သူတို့ကိုတော့မကြိုက်တင်မဲ့လူနာဆိုတဲ့အမည်နဲ့မခွဲခြားဘဲနဲ့ကုကက်ပေးတယ်ပေါ့နော်ဆလိုချင်တာကကျွန်တော်ကလူနာတွေဆိုလို့ရှိရင်ကြောသားရင်သားမခွဲဘဲနဲ့နော်အားလုံးကိုစစ်ကောင်စီဘက်ကဒီစစ်တုံးပန်းတွေကိုလည်းကျွန်တော်တို့ကုကက်ပေးတယ်ပေါ့နော်အားကြောင့်လဲဆိုတော့ကျွန်တော်တို့က ဒီတမိုင်းသစ္စာတိတ်ထန်နေဆိုခဲ့ကြရတယ်။အဲစီထိုးကဂင်နဲ့အဲဒီနေချက်တွေဂင်ပြီးတော့တော်လှန်နေကြတဲ့သူဖြစ်တယ်တကြောင်ပေါ့နော်။မတရားလို့သာတော်လှန်နေကြတာပေါ့နော်။ကျွန်တော်တို့တွေကဒီစနစ်ကြီးကိုမကြိုက်လို့သာတော်လှန်နေကြတာ။ကျွန်တော်တို့လုံးဝမဲ့တောင်းဝတ်တရားတွေကိုဆက်လုပ်နေပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကလက်နက်မကင်ပေမဲ့ကျွန်တော်တို့ဒီ အဲလုံနေတဲ့ဒီစေယုံတွေเนาะစေကန်းတွေဒါတွေကိုတော့အာဒီစစ်ကောင်စီဒီအညိုတကြီးနဲ့ပေါ့เนาะရရဆက်ဆက်ကိုအာဖျက်ဆီးနေကြတယ်ပေါ့အားလုံးလည်းပဲဒီသတင်းတွေပေါ်မှာတွေ့ရလိမ့်မယ်မြေပြင်မှာလည်းပဲတကယ်လက်တွေ့ခံစားနေရတယ်အဲတချို့ကျွန်တော်ရဲ့ page လေးတွေမှာဆိုတွေ့ရလိမ့်မယ်ကျွန်တော် ခွဲနေရင်းနဲ့ပေါ့เนาะကျွန်တော်တို့တွေဒီစစ်ကောင်စီရဲ့လေရင်လေရင်တွေထိုးဆင်းလာပြီးတော့မှဘုံကျဲတဲ့အကြောင်းမလို့ကျွန်တော်တို့ကပြေးရမလို့လူနာကိုဆက်ကူရမလို့ဆိုတဲ့ဥစ္စာတွေဒါတစ်ခါမကောက်ခဏခဏကြုံတွေ့ရတယ်ပေါ့เนาะ အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့တွေအကုတနေရပါမယ်ဒီပျက်စီးမှုတွေလည်းကျွန်တော်တို့ကိုယ်တိုင်ပထမဒါကျွန်တော်တို့ဒုတိယဈေးုံလို့ပြောတယ်ပထမဈေးုံတော့ကလည်းအဲ့လိုမျိုးပဲဒီစက်ကစက်ကောင်စီဘက်ကနေပြီးမှလေရင်နဲ့ဘုံချဲတိုက်ခိုက်တာခံခဲ့ရတယ်ပေါ့နော်ဒါကအရင်ဒီပြည်မှာအစောဆုံးပဲဒါ2021 February လမှာကျွန်တော်တို့ဈေးုံကိုဘုံချဲတိုက်ခိုက်ခဲ့နော်အဲ့တကြောင့်မို့ကျွန်တော်ကရွှေ့ပြောင်းခဲ့ရတယ်ပေါ့နော်ကံကောင်းထောက်မဆောင်နဲ့လူတွေတော့မထစ်ခဲ့ဘူးပေါ့လीနော်အဲ့တော့ အဲ့တော့အဲ့လိုမျိုးအန်ဒီရီတွေကအများကြီးရှိနေတယ်အဲခဏခဏလည်းကြုံနေရတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကဘုံခိုခြင်းတွေစသဖြင့်ဒီလိုမျိုးတွေပြင်ဆင်ထားရတယ်ပေါ့နော်ဒါပေမဲ့လည်းပဲဥပမာလင်းပြောရလို့ရှင်အန်ဒီရီကတော့အလုံးစုံအာကင်းမယ်လို့အာမရောမခံနိုင်ဘူးလေအဲဒါပေမဲ့ကျွန်တော်တို့တတ်နိုင်တဲ့ဥစ္စာတွေနဲ့ဒီအရာတွေကိုအန်တုပြီးတော့မှအာကျွန်တော်တို့တွေဒီအဲဒီဆေးရုံတွေကိုဆိုလို့ရှင်လည်းပဲအရင်တော့ဆိုမြေပေါ်မှာစောက်ကြတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှင်မြေအောက်တို့မြေပေါ်တဝက်မြေအောက်တဝက်တို့ပြီးရင်အဲ့ ခွဲခန်းနေတဲ့အတူတူတွဲပြီးတော့မှဒီဘုံခုချင်းတွေပေါ့နော်အရေးအကြောင်းရေကြုံလာတဲ့ခါစားလို့ရှိရင်ဆရာဝန်တွေရော လူနာတွေရောသူနာပြုတွေရောအကုန်လုံးအာပြင်းစင်းသွားနိုင်အောင်ဆိုဒီလုံခြုံရေးအစီအစဉ်တွေကိုပါကျွန်တော်တို့အာစီမံပြီးတော့မှအာအခုချိန်ချက်တွေရောတောက်ခံပြီးတော့မှအကြမ်းမာရေးဆောက်ရှောက်မှုတွေကိုဆက်လုပ်နေသေးတယ်ပေါ့နော်တော်လိုင်းရင်းနဲ့မြေတွေဟုတ်ကဲ့ ပြီးခဲ့တဲ့မေလတော့ကဆိုရင်ဒါလိန်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ Pride Month ပေါ့နော်အာဒီတော့မေးချင်တာကဒီစစ်အာဏာရှင်ကိုတော်လှန်နေတဲ့ကာလအတွင်းမှာဒီလိန်စိတ်ခံယူမှုကွဲပြားသူ LGBT တွေအပေါ်အများရဲ့အမြင်သဘောထားတွေအပေါ်ရောဒေါက်တာအနေနဲ့ဘယ်လောက်ထိကျဉ်းတဲ့အာရမှုရှိလဲကျဉ်းတဲ့အာရမှုရှိမရှိပေါ့နော်အဲ့ဒါကိုလည်းပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ဒီမေးတဲ့မိခွန်းနဲ့ပတ်သက်ရင်တော့အာကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ LGBT နဲ့ပတ်သက်ပြီးတော့မြန်မာပြည်အနေနဲ့ပြောလို့ရှိရင်တော့ကျွန်တော်တို့အားရတည်ငြိမ်မှုမရှိသေးပါဘူးအဲ့တော့မြန်မာပြည်မှာဒီခွဲခြားမှုတွေဒီအရန်ကြီးကြီးကျယ်ကျယ်ကိုရှိနေပါသေးတယ်အဲ့တော့ခုနကပြောကျွန်တော်တို့ပြောပြနေတယ်မြန်မာပေါ်ကားတွေမှာဆိုလို့ရှိရင်လည်း LGBT လူတန်းစားတရက်ကိုဟာတာအဖြစ်ပြီးသွားတဲ့အခါကျလို့ရှိရင်သူများရဲ့အဖြစ်ခံအဖြစ် နှိမ်စရာလူဒန်းစားအဖြစ်အဲ့လိုမျိုးတရုတ်ပုံဖော်နေတာတွေရှိနေသေးတယ်။အဲ့ဒါကိုကြည့်နေတဲ့မြန်မာလူမျိုးတွေအနေနဲ့လည်းပဲဘာဖြစ်လဲဆိုတော့အဲ့ဒီ idea တွေဝင်နေတယ်ခွဲခြားဆက်ဆံမှုတွေရှိနေသေးတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအတွက်မြန်မာပြည်အနေနဲ့ဆိုရင်တော့ LGBT လူဒန်းစားရဲ့ပေါ့နော်ဒီ bright bright man နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုလို့ရှိရင်တော့အားရစရာအာမကောင်းနေပါဘူး။ဒါပေမဲ့တော်လှန်ရေးပေါ့နော်ကျွန်တော်တို့အခုတော်လှန်ရေးထဲမှာဆိုလို့ရှိရင်တော့တော်တော်များများဒီပေါ့နော်ဒီအတိအညာတွေလည်းအတိအညာတွေလည်း ship ပြီးတော့လို့ခုန no discrimination တွေပြီးသွားတဲ့အခါကျတော့ human rights ိုတဲ့အရာတွေကိုလက်ခံထားတဲ့ဒီတော်လှန်ရေးခေါင်းဆောင်တွေပြီးတော့လူမျိုးရေးခေါင်းဆောင်တွေပြီးတော့အဲ့ခါကျလို့ရှိရင်ရဲဘော်ရဲဘက်တွေကတော့ဒီအရာတွေကိုသူတို့တွေအတိမတ်ပြုလာကြပြီပေါ့နော်အားရဂျင်းနတ်ဖွဲ့မရှိသေးပေမဲ့အရင်အထက်စားလို့ရှိရင်တော့အရွေးတစ်ခုတော့သူတို့တွေအတိမတ်ပြုလာပြီဆိုတာကိုကျွန်တော်တို့ခန်းစားရတယ်အားရဂျင်းနတ်သလားဆိုရင်တော့အားရဂျင်းနတ်မှုမရှိသေးပါဘူးခင်ဗျ ဟုတ်ကဲ့ပါဒီဒေါက်တာအနေနဲ့ဒီကာလအတော်အတွင်းအခွဲစိတ်မှုပေါင်းတထောင်လောက်လုံဆောင်နိုင်ခဲ့လို့သိရပါတယ်ဒီတော့အခက်အခဲတွေကြာကပဲလုံနိုင်ခဲ့တဲ့အမှတ်ရစရာခွဲစိတ်ကုသမှုတစ်ခုအကြောင်းအချင်းချင်းပေါ့နော်မျှဝေပြပြပေးပါအောင်ရှင် โอเคအာခိုင်ဆဲမှုပုံတထောင်ဆိုတော့ကျွန်တော်ကဒီအကျွန်တော်ရဲ့တော်လှန်ရေးဟိုဟာကလည်းအစတွေကဆိုတော့၄နှစ်ကျော်လာပြီပေါ့နော်ကျွန်တော်မျိုးပေါ်မှာခွဲခဲ့တဲ့အရာတွေကအခုဒီဒီဒေါ်ရဲမှာခွဲခဲ့တဲ့အရာတွေရောဒါပေါင်းထားပါပေါ့နော်တထောင်နီးပါးလောက်ရှိရမယ်ဆိုတဲ့ဟာကျွန်တော်ရဲ့ data တွေရှိပါတယ်ပေါ့နော်အဲ့ထဲကမှအာကျွန်တော်အမှတ်ရတဲ့ခွဲစိတ်မှုတွေကတော့ပွင့်လင်းပြောရလို့ရှင်အများကြီးရှိနေပြီဆိုတဲ့အခါကျတော့တစ်ခုတော့မကတော့ဘူးပေါ့လीနော်အဲတစ်ခုတော့မကတော့ဘူးအမ် အဲ့ရမမရတခုလောက်ဆိုလို့ရှိရင်အခုအသက်ကိုဖက်နဲ့ထုတ်ပြီးတော့ထွက်ပြေးရတော့မယ်အနေထားမျိုးတွေပေါ့မှတ်ရစရာခွဲစိတ်မှုတွေတော့အများကြီးအဲ့တွေကအဲကျွန်တော်အများကြီးပြောပြောနေတဲ့အဟာလေးတခုဆိုလို့ရှိရင်အဲကျွန်တော်အဲ့အသက်20အဲဒီရေဘော်လေးကိုခွဲနေရပေါ့နော်အဲဘိုက်ထိထားပြီးတော့ခွဲနေရအဲဘိုက်ဖွင့်ပြီးတော့တခြားပေါ့နော်အဲသူက bike ထဲမှာလည်းမွားစာကျဲအောင်ထိထားတယ်ပေါ့လေအဲ့တော့ဟိုဟာလေးစစ်လိုက်တရားလေးစစ်လိုက်အပြင်လိုက်လှုပ်ရင်းနဲ့အဲနောက်ဆုံးကျွန်တော်မထိကျင်တဲ့နေရာကိုသွားထိရတော့မယ်အဲဒီအလေအလေတနေရာကိုထိရတဲ့အခါမှာ request ကြီးရှိရဲအဲ့ဒါကိုဖွင့်လိုက်တဲ့အခါမှာထင်းတဲ့အတိုင်းပဲသူတွေ walk နဲ့ walk နဲ့ထွက်လာတယ်ပေါ့နော် walk နဲ့ walk နဲ့ထွက်လာတယ်အဲ့တော့ပြောရလို့ရှိရင်ခန္ဓာကိုယ်ရဲ့အကြီးဆုံးသွေးလွှတ်ကြောနဲ့သွေးပြန်ကြောတွေရှိတယ်အဲ့ဒီဟာအဲ့ဒီနေရာကိုထိနေရပါတော့။သွေးပြန်ကြောကကြတော့ အာလုံးဝဟိုဟိုပေါ့ဟိုဒီသုံးပုံအဲ့ဒီအဲ့ဒီနေရာရဲ့ပြက်တဲ့နေရာရဲ့သုံးပုံပုံတစ်ပုံလောက်ပြဲထွက်နေရယ်အာသွေးလွတ်အဲသွေးလွတ်ကြောင်းမကြီးကကျတော့အာဒီပေါ့နော်နှစ်နေရာသုံးသုံးနေရာလောက်မှာဖောက်ပြဲနေရယ်ပေါ့နော်အဲ့ဒီနေရာကိုရှင်းလိုက်တာနဲ့အဲ့တော့ခနာကိုရဲ့အကြီးဆုံးသွေးကြောကြီးဆိုတဲ့အတိုင်းသွေးသွေးကြီးဆိုတာစီးဆင်းနေရလေအဲရေပုံပိုင်းကနေပြီးတော့မှရေပိုက်ကိုဖြန့်ချလိုက်ရင်ရေဒီဝေါကနေဝေါကနေစီးကြလာတော့မြင်ဘူးလိမ့်မယ်အဲ့လိုပဲအဲ့ဒီနေရာကိုစဖြန့်လိုက်တာနဲ့ဝုန်းဆိုသွေးတွေကအဲ့လိုမျိုးကြီးဟိုအဖြစ်တာ ဘဝမှာရှင်းပြောလို့ရှင်ဒါကျွန်တော်ကအာဒီနှလုံးနဲ့သွေးကြောခွဲစိတ်ပညာတော့စိတ်ဝင်စားတယ်ဒါပေမဲ့ ကျွန်တော်နေထွက်ခဲ့ရတဲ့အကြောင်းမလို့အဲ့ဒီပညာရက်ကိုတော့အာဒီနောက်ထပ်ဆက်လေ့လာခွင့်မရခဲ့ဘူးပေါ့နော်ဆိုလိုတာကျွန်တော် general အထွေထွေခွဲစိတ်အထူးကူပဲဖြစ်တယ်ပေါ့နော်နှလုံးနဲ့သွေးကြောခွဲစိတ်မဟုတ်ဘူးဒါကျွန်တော်အတွက်ဒီဟာအကြီးကြီးပဲဘွားမှာခါမှမမြင်ဘူးเนาะအဲ့ဒါဟာကိုဘလိုပဲဖြစ်တော့လောက်အောင်ရအောင်မယ်ဆိုတဲ့ဟာမှာဟိုစာတင်ထားတဲ့အတိုင်းပေါ့နော်ဒီမြင်ဘူးတွေ့ဘူးတဲ့အတိုင်းအဲ့ဒါကိုအရင်ဆုံးဖိချတာဖိချထားပြီးတော့မှကျွန်တော်ရှင်းဖို့စဉ်းစားနေတဲ့အချိန်မှာခေါင်းမွားနေအလင်းရောက်ဝုန်းဆိုတဲ့အတန်ကြီးခါတိုင်းအဲ့ဒီအတန်ကြားရတယ်ကျွန်တော်တို့က နီးဆက်ရာဒီဘုံခိုခြင်းတွေကိုပြေးကြပြီเนาะအလူရက်ပြေးကြတာเนาะအာလူတွေတောင်ပြေးတာမဟုတ်ဘူးเนาะကျွန်တော်တို့မွေးထားတဲ့ခွေးတွေရာအစခွေးတွေရာအရင်ဆုံးအရှိကိုစပြေးကြတယ်ပေါ့နော်အလူတွေပြေးကြတယ်ပေါ့နော်အဲ့ချိန်မှာလည်းပဲပြီးနေကြအကျင့်ပေါ့ပြီးနေကြအကျင့်ဟာပြီးတော့မယ်ဆိုပြီးတော့လက်ကဒီလိုဒီလိုဒီလိုဖြစ်သွားတယ်ပြီးတော့မှအဲဒါကိုလှက်လိုက်တာနဲ့ walk နဲ့ထွက်မှာခုနထွက်နေတဲ့ဟာကိုဖိတာတာအဲ့ဒါကိုလှက်လိုက်တာနဲ့ walk နဲ့ထွက်ပြီးတော့တိမ်ပါမယ်ကျွန်တော်ပြန်ရအောင်လူနာအသက်မရှိတော့ဘူးအဲ့တော့အဲ့ချိန်မှာအဲ့ ီ second ဘိုင်းတွင်ဖပပပနဲ့ဆိုစဉ်းစားရတာစဉ်းစားရတဲ့အချိန်မှာဒီလူငယ်လေးတွေဒီအာနာမသိရင်အတတ်သေးစရာအကြောင်းတစ်စီးမှမရှိအာနာသိမှုမတရားမှုကြီးလောက်ခဲ့တဲ့အကြောင်းမလို့ဒီလူမျိုးတွေဖြစ်တာအဲ့တော့အဆုံးရှုံးမခံနိုင်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အနာကက်ကလူငယ်လေးနဲ့ပဲဒီစားအောင်အဲ့တော့အကြောင်းမလို့ရသလောက်ဟောဖြစ်မယ်ဖြစ်ချင်တာဖြစ်ဟေ့ဆိုပြီးတော့မှအဲ့ဒီစက်ကိုင်ထမ်းမှာပတ်ခနဲ့ နော်ဒီလိုလေးတစ်ချက်ဖြစ်သွားပြီမြက်ဆက်ဖြစ်ထားပြီးတော့မှကျွန်တော်တို့ဆက်လုပ်တယ်ပေါ့နော်အဲကျွန်တော်နေတူကျန်တဲ့ဆရာဝန်တွေဆရာမတွေဒီခွဲကန်းထဲမှာအဖြစ်နေတဲ့နော်ကျမကြီးလှုပ်သားတွေကအစားမပြေချောက်အလုံးကိုအလုပ်ကိုဆက်လုပ်ကြတယ်ပေါ့နော်အဲတဲသွားတယ်အဲကျွန်တော်တို့နားတော့မမှန်သွားဘူးပေါ့နော်ဒါပေမဲ့အဲအကုန်လုံးဒီတက်တက်ညီလက်ညီနဲ့လှုပ်လိုက်တဲ့အခါမှာဒီရဲဘော်လေးကတော့အာအသက်ရှင်သွားတယ်အခုဆိုလို့ရှိရင်ကျွန်တော်လမ်းမှတွေ့တယ်သူအကောင်အတိုင်းပဲသူ့ရဲ့အဲဒီဒီ ဟိုအလုပ်ငန်းတွေကိုလည်းပြန်လုပ်နေပြီအခုပြောရင်းဆိုရင်လည်းစက်သိန်းတွေဖြန်း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 ထတယ်ပေါ့နော်ကိုလှုပ်ခဲတဲ့လူနာအရန်ခတ်ခဲပါတယ်ဆိုတော့လူနာတယောက်ဒီကိုမျက်စိရှိမှခဏခဏအကောင်အတိုင်းလမ်းလျှောက်ဟွာသွားနေတဲ့ဟိုမြင်ကွင်းကိုပဲမြင်ကြည့်ပေါ့နော်အဲဒီလိုမျိုးအာရဲဘော်လူနာမျိုး ကျွန်တော်တို့တွေအများကြီးလောက်ခဲ့ပေးနိုင်ပြီကဲခဲ့ပေးနိုင်ပေါ့နော်ဟိုခုနလိုဒီနိုင်ပိုင်း9နိုင်လောက်တကူလုံးထိပြီးတော့9နိုင်ကျော်လောက် ခွဲခဲ့ရတဲ့လူနာတွေလည်းအဲရှိတယ်အဲ့ဒါတွေလည်းပြောရလို့ရှင်အဲကျွန်တော်အနေနဲ့ပြောရလို့ရှင်တော့ဒီဟာတွေပြောရမယ်ဆိုရင်ဟိုတထောင်တညပုံမြင်လိုမျိုးပေါ့နော်ပုံမြင်တစ်ခုကိုဒီ case တစ်ခုကိုတရက်ကိုပြောမယ်ဆိုလို့ရှင်တထောင်တညပုံမြင်လိုပြောနိုင်တဲ့အဆင့်ထိကိုအဲရှိနေပေါ့နော်ကျွန်တော်အဲ့ဒါလေးတွေလည်းပြောဖို့လည်းအစီအစဉ်ရှိပါတယ်ပေါ့ဟုတ်ကဲ့ရှင်ဒီ KND data မှာဆိုရင် ဒီမြပြမာတိုက်ပွဲတွေစစ်ကြောင်းထူတာရှိတယ်လို့မျိုးစစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏကိုလုပ်နေတာပေါ့နော်အဲ့တော့ဒီလိုနေရာမျိုးမှာဒီစေုံစေခန့်အလုပ်တွေအထူးသဖြင့်ဒီခွဲစစ်အထူးကုဆရာဝန်တယောက်အနေနဲ့ဘာကြောင့်ဆက်လုပ်ဖြစ်နေတာဖြစ်မလဲရှင်ခေါင်းနဲ့ပြောပါဆိုလို့ရှင်တော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်လူသားဖြစ်တယ်ကျွန်တော်ဝင်ချင်းမှာရှိနေတဲ့သူတွေလည်းလူသားတွေဖြစ်တယ်ပေါ့နော်အခုဒီစီဇန်လေးကိုမင်းနေတဲ့သူတွေကော နားထောင်နေတဲ့သူတွေအကုန်လုံးကလူသားတွေဖြစ်တယ် human ဖြစ်တယ်။အဲကျွန်တော်တို့တွေကလူသားတွေဖြစ်တဲ့အနေနဲ့အညီလူသားတယောက်ရာတင်ရထိုက်တဲ့အခွင့်အလမ်းတွေကိုတကဘာလုံးမှာရှိတဲ့လူသားတွေနဲ့အတူကျွန်တော်တို့ရရှိရ။ကျွန်တော်တို့နိုင်ငံဒီလိုအခွင့်အရေးမျိုးဆုံးရှုံးနေတာအရန်ကိုကြာနေပြီပေါ့နော်။အဲတော့ရတော့မဲ့ဆက်ဆဲမျောလင်းချက်လေးတွေတဲကနေပြီးတော့မှအာနာတွေပြန်သိမ်းပြီးတော့ဒီအခွင့်အလမ်းတွေကိုဆုံးရှုံးသွားရဲဆိုရက်ခန်းစားချက်ကအခုထိရှိနေတော့မယ်။အဲ့ဒီလူသားတွေနဲ့ပတ်သက်တဲ့ ရပိုင်ခွင့်တွေကိုကျွန်တော်ကိုယ်တိုင်လည်းလိုချင်တယ်လို့ကျွန်တော်ကမြန်မာပြည်ဒီကိုယ့်ရဲ့နေရာဒေသရှိတဲ့လူတွေကိုပေါ့ပေါ့နော်ချစ်ခင်တယ်ပေါ့နော်ဒီလူတွေအကုန်လုံးလည်းကျွန်တော်နဲ့အတူတူဓာရှိစေချင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီအိမ်မက်တီရဖို့အတွက်ကိုဆက်ရှောင်းနေတယ်မရမချင်းလဲသွားမယ်ခုနကပြောသလိုကျွန်တော်တို့ပြောခဲ့သလိုအသက်ကိုဖက်နဲ့ထုတ်ထားရတယ်အန်ဒီရဲ့အချိန်မီးကြုံနိုင်တယ်ကျွန်တော်အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့ဒါဟာတွေကိုတိတိရဲ့ဓာတ်နဲ့ ကျွန်တော်တို့ကဒီလမ်းကိုမပြီးပြည့်တဲ့အထိအဆုံးထိဆက်လျှောက်သွားမှာကျွန်တော်တို့လိုချင်တဲ့အရာကတော့လူတွေဒီလူနဲ့တူတဲ့ပတ်ဝန်းကျင်အစိုးရเนาะအခွင့်အလမ်းတွေကိုတခြားကဘာပေါ်မှာရှိနေတဲ့လို့တက်နေပါတယ်ကောင်းမွန်နေပါတယ်ဆိုတော့နိုင်ငံတွေနဲ့ဒန်းတူကျွန်တော်တို့လည်းပဲရပိုင်ရှိတယ်ရအောင်လည်းကျွန်တော်တို့ကြိုးစားမယ်အဲ့ဒီလိုမျိုးကြိုးစားခြင်းစိတ်ရှိနေတဲ့အတွက်ကြောင့်မလို့ဒီအန်ဒီယေတွေကိုမမှုပဲနဲ့ရှိမှန်းသိရတဲ့သားနဲ့ကျွန်တော်တို့ကတော့အဆုံးထိ ်ဆက်သွားမှာဖြစ်တယ်ပေါ့နော်